ချန်ပီယံလိဒုတိယကြော့မှာရီယက်ပြန်လာနိုင်လိမ့်မယ်လို့ယုံကြည်နေတဲ့စပိန်ကြီးပြပြီးခဲ့တဲ့ဂျာယက်ကလန်ဒန်မြို့အမေရိကန်မှာကစားသွားခဲ့တဲ့အာဆင်နယ်တင်းတဲ့ရီယက်မတွေ့အတင်းတွေချန်ပီယံလိပြန်ပွဲ quarter final နဲ့ပထမကြော့ပွဲမှာအေရှားအာဆင်နယ်ကအားအသင်းစရာရက်လက်မျိုးနဲ့ရီယက်ကို၃ဂိုးကိုမရှိရပြတ်သက်အနိုင်ရသွားခဲ့ပါတယ်ဒီဘက်မှာအာဆင်နယ်ကွင်းလယ်ကစားသမားဒီကလန်ရိုက်က free kick ကနေတွင်းဝန်ဂိုးကိုတိုက်ရိုက်တွင်းယူခဲ့ပြီးတိုက်စစ်နေရာမှာကစားနေတဲ့မယ်ရီနိုကလည်းပွဲသိမ်းတွင်းဂိုးကိုပါတွင်းယူနိုင်သွားခဲ့ပါတယ်ဒီရက်လက်ကြော့ရီယက်အနေနဲ့မက်ထရစ်မှာကစားရမယ့်ဒုတိယကြော့မှာပြန်လာနိုင်ဖို့ကခက်ခဲသွားရပါတယ် ိုင်မရီယဲကချန်ပီယံလိ15ကြိမ်ထိတောင်ချန်ပီယံဖြစ်ထားတဲ့ချန်ပီယံလိအတွေ့အကြုံရဲ့အသင်းတင်းဖြစ်တဲ့အပြင်မဖြစ်နိုင်တော့ဘူးလို့ထင်မဲ့ရတဲ့ရလဒ်ချီနူတွေကလည်းအားအသင်းစရာပြောင်းလာနိုင်မှုတဲ့အသင်းတင်းဖြစ်နေတာကြောင့်ဒီအချက်ကစိတ်ဝင်စားဖို့တော့ကောင်းနေပါတယ်။ဒါပြင်စပိန်နိုင်ငံရဲ့တင်းရဲ့နီးပြဖြစ်သူလိုဝစ်ဒီလာဖွန်တီကလည်းအခုပွဲစဉ်ကရီယဲနီးပြကြီးကာလိုအန်ဆယ်လော်တီလက်ထဲမှာရှိနေသေးတယ်လို့ယုံကြည်ကြောင်ပြောဆိုလာခဲ့ပါတယ်။ပွဲစဉ်ကခုထိအပြည့်မပေါ်သေးပါဘူး။ရီယဲမတွေကအိမ်ကွင်းမှာဘလို့ကစားနိုင်လဲဆိုတာအထူးသဖြင့်ဥရောပမှာဘလို့ကစားနိုင်လဲဆိုတာကိုအားလုံးသိထားပြီးသားပါ။ ကျွန်တော်ကတော့နောက်တစ်ဆင့်ကိုတက်ဖို့ဒီပွဲစဉ်ကိုလက်လွတ်လိုက်မယ်လို့မထင်ဘူးဘာစီလိုနာကလည်းဒေါ်မွန်ရဲ့ပွဲမှာအံ့ဩစရာကောင်းတဲ့ကစားပုံကိုပြသခဲ့ပါတယ်လို့နီဗာဒီလာဖွန်တီကပြောဆိုသွားခဲ့ပါတယ်စပိန်နီမဒီလာဖွန်တီအနေနဲ့ဆန်ဒီယာဂိုဘာနီဘျူးမှာကစားမယ်ဒုတိယကျောပွဲကိုတွားရောက်ကြည့်ရှုနိုင်ပြီးနှစ်သင်းစလုံးကစပိန်ကစားသမားတွေရဲ့ခြေစွမ်းတွေကိုလိလာပွဲရှိနေပါတယ်ရီယန်နီနေကတော့တကယ်လို့ဒီပွဲကိုအနိုင်မရဘဲချန်ပီယံလိပြိုင်ပွဲကနေထွက်ခွာရမယ်ဆိုရင်အတင်းပြအန်ဆယ်လော်တီရဲ့အနာဂတ်ချင်တွေကတော်တော်လေးလှုပ်ခတ်လာပွဲရှိနေပါတယ်အစိုးရဒိလိမီဒီယာတွေမှာဆိုရင် ဒီဘွဲမနိုင်တာနဲ့အက်ဆလော်ဒီယာရီကနေချက်ချင်းထုတ်ပေခံရနိုင်တယ်လို့ဖော်ပြနေပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမှန်တကယ်ချက်ပြတ်တယ်။ A little full score.